အမေရိကန်ဟာရခိုင်ပြည်နယ်နဲ့အနီးဆုံးနေရာတစ်ခုမှာစစ်စခန်းတစ်ခုတည်ဆောက်ပြီးဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ပူးပေါင်းစစ်ဆင်ရေးတွေကိုရခိုင်ပြည်နယ်အတွင်းမှာမကြာခင်မှာစောင်ရွက်သွားတော့မှာဖြစ်ပါတယ်။အမေရိကန်ထောက်ခံမှုနဲ့မြန်မာစစ်အုပ်စုကိုဖြိုချဖို့ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲဝင်နေတဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ Arakan တပ်မတော် AA နဲ့ချင်းမျိုးသားတပ်မတော် CNF နှစ်ဖွဲ့ကိုဘင်္ဂလားဒေ့ရှ်တပ်မတော်ကလျှို့ဝှက်အကူအညီတွေပေးသွားမှာဖြစ်ပါတယ်။ဒီတဲမှာထောက်ပံ့ပူဆောင်ရေး ဒရုန်းစနစ်နဲ့ပစ္စည်းတွေနဲ့ဤပြူဟာအထောက်ပံ့တွေကိုအဓိကထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။မြန်မာစစ်အုပ်စုကိုဖြိုချဖို့မြန်မာနိုင်ငံအနောက်ပိုင်းမှာတိုက်ပွဲဝင်နေတဲ့ AA နဲ့ CNF ကိုဘင်္ဂလားဒေ့ရဲ့တပ်ခွဲ၃ခုဖြစ်တဲ့တမ30 29 24အစားရှိတဲ့တခွဲ3ခုကနေထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ဒီလိုအကူအညီတွေ ပေးရမှာစစ်ဝင်ကူတိုက်ပေးမှာမဟုတ်ဘဲလိုအပ်တဲ့နည်းပြူဟာနဲ့စစ်လက်နက်ပစ္စည်းတွေကိုသာထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ အခုဆိုရင်ရခိုင်ရဲ့အနည်းဆုံးနေရာဖြစ်တဲ့ဘင်္ဂလားဒေ့ပိုင်းတက်ကနက်ဒေတာမှာထောက်ပို့စကန်ကြီးတစ်ခုကိုစတင်ဆောက်လုပ်နေပြီဖြစ်ပါတယ်။ဒီကနေ့တစင်မြန်မာအစစ်အစိုးရကိုတော်လှန်နေတဲ့ AA နဲ့ CNF တို့လိုအပ်တဲ့စီးရဲအကူအညီတွေကိုထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်နဲ့အနည်းဆုံးနေရာက Cost Bazaar လေးစိတ်ကိုလည်းအစစ်မြင့်တင်မှုတွေပြုလုပ်နေပြီးနောက်ဆုံးအဆင့်ကိုတောင်ရှောင်းနေပြီလို့သိရပါတယ်။ American ဟာအရင်ကလည်းမြန်မာနိုင်ငံရဲ့ဟန်ဂျီကျွန်း ကိုကိုကျွန်းတို့မှာစစ်ခြေဆိုင်စခန်းတွေအဖြစ်အသုံးပြုဖို့ကမ်းလှမ်းခဲ့မှုတာရှိပါတယ်။ရခိုင်နဲ့အနီးဆုံးမှာရှိတဲ့ဘင်္ဂလားဒေ့ပိုင်စိန့်မာတင်ကျွန်းကိုလည်းစစ်ကမ်းချဖို့အမေရိကန်ကကမ်းလှမ်းထားပါတယ်။အခုတော့ဘင်္ဂလားဒေ့ပိုင်ကော့စ်ဘဇာလေးစိန့်ကိုတူရကီဒရုန်းခြေဆိုင်စခန်းတစ်ခုအဖြစ်အသုံးပြုသွားမှာဖြစ်ပြီးဒီကနေမောင်းတူမဲ့ဒရုန်းတွေလွှတ်တင်ပြီးရခိုင်ပြည်နယ်အတွင်းစစ်ကောင်စီကိုတော်လှန်ရမှာအဓိကကြားတဲ့အခန်းကဏ္ဍတွေကနေပါဝင်သွားမှာဖြစ်ပါတယ်။အခြားတစ်ဖက်မှာလည်းအမေရိကန်နိုင်ငံသားရေးဌာနမှတာဝန်ရှိသူတွေဒါခါမျိုးကိုရောက်ရှိနေပြီး င်္ဂလားဒေ့ရှ်စစ်တပ်စစ်ခိုင်တမတော်နဲ့ CIF တို့ကြားမှာလျှို့ဝှက်တွဲဆုံဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ဒါဟာအမေရိကန်ကကြောထောက်နောက်ခံပေးထားတဲ့စစ်ပွဲတစ်ခုအဖြစ်အသွင်ပြောင်းသွားမှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံရဲ့အခင်းကျင်းဟာလည်းအများကြီးပြောင်းလဲသွားနိုင်ပါတယ်။အရင်ကတည်းကစစ်ခိုင်ပြည်နယ်ကိုထိန်းချုပ်နိုင်စွမ်းတိတ်မရှိတဲ့မြန်မာစစ်တပ်အနေနဲ့အခုလိုအမေရိကန်ကပါထဲထဲဝင်ဝင်ပါဝင်လာမယ်ဆိုရင်တော့မြန်မာစစ်တပ်အတွက်ကတော့အချိန်တိုတွင်းမှာရခိုင်ပြည်နယ်တစ်ခုလုံးကိုအချိန်တိုတွင်းမှာလက်လွတ်လိုက်ရမယ့်အနေအထားဖြစ်ပါတယ်။အခုဆိုရင်တောင်စစ်တွေ ကြောက်ဖြူမန်အောင်အစရှိတဲ့တရုတ်စီမံကိန်းတွေရှိနေတဲ့မြို့နယ်တွေလောက်တာမြန်မာစစ်တပ်ကထိန်းချုပ်နိုင်တာပါအမေရိကန်နဲ့ဘင်္ဂလားဒေ့ရှ်တို့ပြုတ်လောက်သွားမဲ့ဒီစစ်စင်ရေးမှာရခိုင်တပ်မတော်ကတိမ့်ပိုက်ဖို့ကြံရှိနေတဲ့ဒီမျိုး၃ခုကိုအ мян တိမ့်ပိုက်နိုင်ဖို့အပြင်ချင်းပြည်နယ်မှာစကားဆကိုအနိုင်တိုက်ထုတ်သွားဖို့လည်းဖြစ်ပါတယ်ဒေါ်လာရင်းအုပ်စုတွေကိုအမေရိကန်ကထောက်ပံ့ပြီးအခြားတစ်ဖက်မှာမြန်မာစစ်တပ်ကိုတရုတ်ကထောက်ပံ့ဒီလိုနဲ့မြန်မာနိုင်ငံဟာလည်းအင်အားကြီးနိုင်ငံတစ်ခုကြားမှာယူကရိန်းနဲ့ဆီးရီးယားလိုတဆင့်ကန်စစ်ပွဲအကြီးစားကြီးတစ်ခုကိုအရှိတောင်အာရှမှာမြင်တွေ့ရတော့မှာလည်းဖြစ်ပါတယ် ရုရှားနဲ့ယူကရိန်းစစ်ပွဲမှာဆိုရင်ယူကရိန်းကိုအမေရိကန်ကစီးရဲအကူအညီတွေအဓိကပေးနေတာဖြစ်တဲ့အတွက်ဒီစစ်ပွဲဟာရုရှားနဲ့အမေရိကန်တို့တိုက်နေတဲ့ပွဲလို့တောင်ပြောလို့ရပါတယ်။အခုအမေရိကန်ကမြန်မာနိုင်ငံကရခိုင်တပ်မတော်နဲ့ CNF ကိုပါထောက်ပံ့မှုတွေလုပ်လာမယ်ဆိုရင်အမေရိကန်ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့တရုတ်ကလည်းမြန်မာစစ်တပ်ကိုစီးရဲအကူအညီတွေပုံအော်ပေးပြီးအမေရိကန်နဲ့တရုတ်တို့တိုက်တဲ့တိုက်ပွဲကြီးတစ်ခုဖြစ်လာပါလိမ့်မယ်။အမေရိကန်ဟာမြန်မာနိုင်ငံတွင်းကစစ်အာဏာရှင်စစ်အုပ်စုကိုဖျောက်ချဖို့အာရကန်တပ်မတော် AA နဲ့ချင်းမျိုးသားတပ်မတော် CNF ကို ဘင်္ဂလားဒေ့ကိုဗဟိုပြုပြီးထောက်ပံ့လိုက်ရင်ဘာတွေဆက်ဖြစ်လာမလဲဘင်္ဂလားဒေ့ပိုင်တက်ခရပ်နီးမှာစီးရဲခြေဆိုင်စကန်တိဆောက်ပြီးဒရုန်းထောက်လန်းရေးတွေလှုပ်သွားမယ်ဆိုရင်တရုတ်နဲ့အမေရိကန်ကြားကတင်းမာမှုတွေကအိုကြီးထွားလာမှာဖြစ်ပါတယ်အမေရိကန်တွေနဲ့မြန်မာနိုင်ငံရဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ AA နဲ့ CNF ကိုအကူအညီပေးလိုက်မယ်ဆိုရင်အရှိတောင်အာရှမှာတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကိုထိန်းချုပ်ပြီးသားလည်းဖြစ်သွားမှာပါအမေရိကန်ရဲ့အစီအစဉ်ကတော့ဘင်္ဂလားဒေ့တက်မတော်နဲ့အတူ Tech Craft နီးမှာထောက်ပံ့ရေးစကန်တိဆောက်ပြီး Cost Bazaar ကနေ drone တွေကိုပြန်တမ်းပြီး AA နဲ့ CNF ကိုထောက်လှမ်းရေးအချက်လက်တွေကိုပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ AN နဲ့ CNF ကိုစနက်ပစ္စည်းတွေလိုအပ်ရင်လည်းထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။တူကီရဲ့နာမည်ကျော် drone တွေဖြစ်တဲ့ Beretta TB2 drone တွေအများအပြားတက်ဖြန့်ချသွားပြီးထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ဒီ drone တွေဟာမောင်းတူမဲ့ drone တွေဖြစ်ပြီး top line စောင့်ကြည့်တာနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအတိအကျဆောင်ရွက်နိုင်တဲ့ drone မျိုးစားဖြစ်ပါတယ်။ တွာလာနိုင်တဲ့အကွာအဝေးကကီလိုမီတာ150ဖြစ်တာကြောင့် Coast Bazaar အခြေစိုက်စခန်းကနေပြန်တက်ပြီးစခန်းပြင်နယ်ထဲမှာစစ်စင်ရေးတွေကိုစောင်းရွက်ဖို့လုံလောက်တဲ့အနေအထားဖြစ်ပါတယ်။ဂျိုရုကနေတစဉ်ချိတ်ဆက်ပြန်တက်မယ်ဆိုရင်ကီလိုမီတာ300ကျော်အထိတွာနိုင်တာဆိုတော့မြန်မာစစ်တပ်ရဲ့တက်စကန်တွေနဲ့စစ်ဌာနချုပ်တွေအထိပါအေးအေးဆေးဆေးတွာရောက်တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။ဒီတုံးတွေက AA နဲ့ CNF တို့ဘယ်လောက်ထိအရေးပါနေတာလဲ။ င်္ဂလားဒေ့အစိုးရဟာ Beretta TB2 drone တွေကိုတူရကီကနေဝယ်ယူထားတာတွေ့ရှိသလိုနောက်ထပ်လည်းအများများဝယ်ယူသွားဖို့ညှိနှိုင်းမှုတွေလုပ်နေတယ်လို့သိရပါတယ်။ဒီ drone တွေနဲ့ Coast Visa မှာတက်ပြန့်ချထားပြီး AA နဲ့ CNF ကိုကူညီပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။သတင်းချက်လက်ထောက်လန်းတာနဲ့လေကြောင်းထိခိုက်မှုတွေကိုအဓိကပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။မြေပြင်နေထားကြမ်းတမ်းတဲ့ချင်းပြည်နယ်နဲ့ရခိုင်တို့မှာကိုပြောင်စွန့်ရင်မြင်မှာတိုက်ခိုက်မှုလည်းတိကျအချင်းချာမြင့်စွာစစ်စင်ရေတွေကိုလည်းစောင့်ရနေတဲ့ဒီ drone တွေဟာ AA နဲ့ CNF လက်ထက်ရောက်သွားမယ်ဆိုရင်တော့ စကားဆစစ်ကြောင်းတွေအတွက်မတွေ့ရစေရပါတဖက်မှာလည်းတရုတ်ကမြန်မာအစိုးရနဲ့တရုတ်လက်အောက်ခံလက်နက်ကင်တွေကိုအရင်ကထပ်ပို့ပြီးလက်နက်တဆင်တာနဲ့ငွေကြေးထောက်ပံ့မှုတွေကိုပို့လောက်လာမှာဖြစ်ပါတယ်တရုတ်နဲ့မြန်မာစစ်အစိုးရကြားမှာထောက်လန်းရေးအချက်အလက်ဝေမျှတာစစ်လက်နက်ပစ္စည်းတွေနဲ့ပတ်သက်လို့အယောင်းဝယ်သဘောတူထားတာစီးရင်နဲ့ပတ်သက်လို့မြန်မာအုပ်စုနဲ့တရုတ်ကြားမှာလျှို့ဝှက်အစာချုပ်တွေချုပ်ဆိုထားတာတွေလည်းရှိပါတယ်မြန်မာစစ်အုပ်စုသာကြာဆုံးသွားမယ်ဆိုရင်တော့တရုတ်အတွက်ရုပ်သိမ်းရုပ်တခုဆုံးရှုံးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံကနေဘင်္ဂလားပင်လယ်ထဲကိုဖောက်ထွက်မဲ့သူ့ရဲ့လမ်းကြောင်းတွေအကုန်လုံးကိုလည်းလက်လွတ်လိုက်ရမှာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ပိုင်စခန်းရဲ့အနည်းဆုံးနေရာတစ်ခုမှာအမေရိကန်ကစစ်စခန်းတစ်ခုဆောက်လုပ်လိုက်မယ်ဆိုရင်တရုတ်ကလည်းဘင်္ဂလားဒေ့ပေါ်ကိုစစ်ရေးနဲ့စီးပွားရေးဖိအားပေးမှုတွေများလာပါလိမ့်မယ်။တရုတ်ဟာပါကစ္စတန်နဲ့လည်းစစ်လုံရှားမှုတွေလုပ်ပြီးဘင်္ဂလားဒေ့ရှ်ကိုဖိအားတွေပေးလာမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ယူကရိန်းနဲ့ဆီးရီးယားတို့မှာဖြစ်နေတဲ့ပုံစံနဲ့အရှေ့တောင်အာရှမှာမြန်မာနိုင်ငံကိုဗဟိုပြုတ်ပြီးပရောက်စီတဆင့်ခံစစ်ပွဲတစ်ခုဖြစ်လာပါလိမ့်မယ်။ အရေးဆုံးအထိမှာကတော့တရုတ်ရဲ့ရခိုင်ပြည်ကစီမံကိန်းတွေပါဘုခပက်လမ်မကြီးရဲ့ဒစိပိုင်းဖြစ်တဲ့ကြောက်ဖြူရင်တဲ့စိတ်ကန်းနဲ့အထူးစီးပွားရေးဆောင်တွေရခိုင်ပြည်နယ်ထဲမှာရှိနေပါတယ်တရုတ်အနေနဲ့ဒီစီမံကိန်းကြီးတွေပြီးသွားရင်ကုန်သွယ်ရေးအတွက်အဓိကအသုံးပြုနေရတဲ့မလက်ကရေလက်ချားကိုလည်းအသုံးပြုစရာမလိုတော့ပဲမြန်မာနိုင်ငံကိုဖျက်ပြီးကမ္ဘာလုံးကိုကုန်သွယ်မှုတွေကိုပိုပြီးလုပ်နိုင်မှာဖြစ်ပါတယ်မလက်ကရေလက်ချားဆိုတာအမေရိကန်နဲ့အိန္ဒိယထိန်းချုပ်မှုအောက်မှာရှိနေတာကြောင့်တရုတ်ကဒီရေလက်ချားကိုမသုံးချင်ပါဘူး တကယ်လို့ရခိုင်ပြည်နယ်ကတရုတ်ရဲ့စီမံကိန်းတွေကိုသာအေအေကသိမ်းပိုက်လိုက်မယ်ဆိုရင်တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုလုံးကိုအနေရဖြစ်သွားစေနိုင်ပြီးဘေကျင်းရဲ့ရေကြောင်းရီမှန်ချက်တွေကိုဝါရှင်တန်စီကိုပြလိုက်ရသလိုတောင်ဖြစ်သွားမှာပါဘင်္ဂလားဒေ့အပိုင်းကော့ဘဇာနာမှာစစ်စခန်းတစ်ခုတည်ဆောက်ပြီးတူရကီထုတ်မောင်းသူမဲ့ဒရုန်းတွေတပ်ဖြန့်ချထားမယ်ဆိုပါကဒီဒေသရဲ့စစ်ရေးချင်းတွင်ရှာလဲပြောင်းလဲလာမှာဖြစ်ပါတယ်အမေရိကန်နေနဲ့မြန်မာနိုင်ငံအနောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်ကိုအချိန်နဲ့တပြေးညီထောက်လန်းစောင့်ကြည့်မှုတွေလည်းပြုလုပ်သွားနိုင်မှာဖြစ်ပါတယ် အထူးသဖြင့်တရုတ်စစ်တပ် BNL ရဲ့ပို့ဆောင်ရေးလမ်းကြောင်းတွေနဲ့တရုတ်ရဲ့တပ်ရဲ့လှုပ်ရှားမှုတွေကိုအချိန်နဲ့တပြေးညီထောက်လန်းသွားနိုင်မှာပါဒီအခင်းချင်းတွေကအမေရိကန်နဲ့တရုတ်နှစ်နိုင်ငံတည်းနဲ့ပြီးသွားမှာမဟုတ်သလိုမြန်မာနဲ့အိန္ဒိချင်းနိုင်ငံတွေကိုအကုန်ထိခိုက်လာမှာပါအိန္ဒိယဟာလည်းဒီကိစ္စတွေနဲ့ပတ်သက်လို့စိတ်ပူလာပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့ငကိုကလေးကတရုတ်ပါကစ္စတန်တို့နဲ့ပဋိပက္ခတွေဖြစ်နေတဲ့နိုင်ငံအဖို့အခုလိုမျိုးဘင်္ဂလားဒေ့ရှ်ကလည်းစစ်ရင်အားကြီးထွားလာမယ်မြန်မာကလည်းမတည်ငြိမ်မှုတွေပိုဖြစ်လာမယ် ဒါရီကြောင့်အိန္ဒိယအတွက်လည်းအဆင်ပြေမှာမဟုတ်ပါဘူး။ထိုင်းနဲ့လာအိုကမ်ဘောဒီးယားတို့ကလည်းသူတို့နိုင်ငံတွေကိုစစ်ပေးဆောင်ဒုက္ခသည်တွေအများပြားဝင်ရောက်လာမှာကိုကြည့်ပြူချင်းကြမှာမဟုတ်တယ်လို့မြန်မာကနေတစဉ်တွင်းကုံနဲ့စွမ်းအင်လိုမျိုးအရာတွေကိုဈေးပေါပေါနဲ့ရနေတဲ့နိုင်ငံတွေအတွက်လည်းအဆင်ပြေတော့မှာမဟုတ်ပါဘူး။နောက်ထပ်အခြေအနေတစ်ခုလည်းရှိပါလေ။ဒါကတော့ရိုဟင်ဂျာတွေကိုနေရပြန်ပို့မယ်ဆိုတဲ့ကိစ္စပါ။ရိုဟင်ဂျာအယောက်၈တောင်ကိုရခိုင်ကိုပြန်ပို့မယ်ဆိုတာကအမေရိကန်နဲ့ဘင်္ဂလားဒေ့ရှားကနိုင်ငံရေးအရအောင်မြင်မှုဖြစ်ပေမဲ့ ရခိုင်မှာကငင်းချမ်းမှုမရှိသေးတဲ့အတွက်လုံခြုံမှုတော့ရှိုံမှမဟုတ်ပါဘူး။ဒီအခြေအနေတွေဟာအမေရိကန်အတွက်တော့တရုတ်ရဲ့ဩဇာကိုချိုးဖျက်နိုင်ဖို့အကောင်းဆုံးအချိန်ဖြစ်ပေမဲ့နိုင်ငံရေးဖြည့်ဆည်းမှုဒုက္ခပြဒနာနဲ့စီးရဲအနေအရတွေကတစ်ပြေးပြေးနဲ့ပုံမကြီးထွားလာမှာကတော့အသေးချာပါပဲ။အခုဆိုရင်တော့တရုတ်အမေရိကန်တင်းမာမှုတွေကမြန်မာကိုဒုတိယယူကရိန်းလှုပ်သွားမလားဆိုတဲ့စိုးရိမ်မှုတွေလည်းရှိနေပါတယ်။နိုင်ငံတကာမီဒီယာတွေကပါအတည်ပြုလာတဲ့အမေရိကန်နဲ့ဘင်္ဂလားဒေ့ရှ်တို့ပူးပေါင်းပြီးမြန်မာစစ်အုပ်စုကိုဖျို့ဖျက်ဖို့ စခိုင်းနဲ့ချင်းတွေတောင်းမှာ proxy war တစ်ခုစတင်တော့မယ်ဆိုတာအခုဆိုအလုံးလည်းသိရှိနေပါပြီဒီရေးခင်းတွေကတရုတ်ရဲ့ CMEC China Myanmar Economic Corridor လမ်းကြောင်းကိုထိခိုက်စေနိုင်တဲ့အပြင်တောင်အာရှတွန်းမှာစီးရီးတင်းမာမှုတွေလည်းဖြစ်လာနိုင်ပါတယ်အထူးသဖြင့် TechNav Cost Bazaar ကနေ drone ထောက်လှမ်းရေးနဲ့စီးရီးကြက်ကြက်မှုတွေဖြစ်လာမယ်ဆိုရင်တရုတ်ဘက်ကလည်းသူလွှမ်းမိုးထားတဲ့မြန်မာစစ်အစိုးရကိုလက်နက်ရောင်းချတုံ့ပြန်မှုတွေဖြစ်လာနိုင်ပါတယ်အခုလိုလျှို့ဝှက်စီးရီးပူပေါင်းမှုတွေဟာတရုတ် ၊ American, Bangladesh, မြန်မာစစ်အုပ်စုနဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေကြားမှာစီးရဲတဲ့နိုင်ငံရေးတင်းမာမှုတွေကိုပုံမှန်မြင်မာလာစေမှာလည်းဖြစ်ပါတယ်။မကြခင်အနာဂတ်မှာမြန်မာနိုင်ငံတွင်းစီးရဲပြောင်းလဲမှုတွေဘယ်လောက်အထိပြင်းထန်လာမလဲ။တရုတ်ဘက်ကဘယ်လိုတုံ့ပြန်လာမလဲ။မြန်မာစစ်အာဏာရှင်တွေပြုတ်ကျသွားမလား။ဘင်္ဂလားဒေ့ရှ်ကဘယ်အခိုင်အကဏ္ဍကနေပါဝင်ပတ်သက်လာမလဲဆိုတာအချိန်ကပဲစကားပြောသွားမှာဖြစ်ပါလေခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ